သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ April 2ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငလင်ဘေးအတွက်စစ်ကောင်စီအလူခံပွဲကျပ်136ဘီလီယံကျော်ရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ငလင်ဘေးတင်ပြည်သူတွေအတွက်အလူငွေလက်ခံပွဲကိုယနေ့နေပြည်တော်မှာပြုလုပ်ခဲ့ရမှာစီးပွားရေးလုပ်ငန်းရှင်များထံကနေအလူငွေကျပ် 104တက်တမ44ဘီလီယံနဲ့လူပစ္စည်းတန်ဖိုး72တက်တမ4ဘီလီယံခန့်ရရှိကြောင်းစစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကစစ်ကောင်စီဝါဒဖြန့် Telegram Channel များမှာဖော်ပြထားပါတယ်။အလွန်ငွေလက်ခံပွဲကိုစစ်ကောင်ဆောင်ကရန်ကုန်နဲ့မန္တလေးအပါအဝင်ကျပ်သိန်းတထောင်အထက်လူဒန်းမဲ့သူတွေကိုဖိတ်ကြားကအခမ်းအနားကျင်းပခဲ့ခြင်းဖြစ်ပါတယ်။အလုံငွေလက်ခံပွဲကိုအာနာတိန်စစ်ကောင်းဆောင်ပိုချုံမှုကြီးမင်းအောင်လိုက်ဒူပိုချုံမှုကြီးစိုးဝင်စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါတယ် ငလင်ဘေးဒဏ်နဲ့ပတ်သက်ပြီးကမ်ဘောဇားဘဏ်က75ဘီလီယံ၊ CB Bank က70ဘီလီယံ၊ Amazing Hotels and Resorts လုပ်ငန်းစုက70ဘီလီယံတို့ကနဦးမတီကကူညီထောက်ပံ့မှုများပြုလုပ်နေကြောင်းအသီးသီးထုတ်ပြန်ထားပါတယ်။စကိုင်းနဲ့မန္တလေးမြို့အနီးဗဟုပြုပြီး Matchla 28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ Richter scale 9.8အဆင့်ရှိပြင်းထန်ငလင်ကြောင်းစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတွေမှာ တိတ်ဆုံးပစ္စည်းမှုများရှိခဲ့ပြီးမက်စလာ31ရက်နေ့နေ့လယ်12နာရီအထိကောက်ယူရရှိတဲ့စီးရင်တွေအရတိတ်ဆုံးသူ2056ဦးဒဏ်ရာရရှိသူ3900ကျော်နဲ့ပျောက်ဆုံးနေသူ290ဦးခန့်ရှိကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်နဲ့တက္ကသိုလ်မှရှိတဲ့ဝန်ကြီးဌာနရုံးနေနဲ့ဝန်ထမ်းအင်အားတွေမှာငလင်ကြောင့်ပြိုကျပြီးတိတ်ဆုံးသူဝန်ထမ်း230ကျော်အထိမြင့်တက်လာ။အမြဲတမ်းအတွင်းဝင်ဒုဗိုလ်မှူးကြီးဟောင်းညိုဝင်းတိတ်ဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်တန်ကြောင်နေပြည်တော်နဲ့ တက္ကိုမြို့နယ်တို့မှာရှိတဲ့ဝင်ကြီးဌာနရုံးတွေနဲ့ဝန်ထမ်းအင်အားတွေပြိုကျပျက်စီးခဲ့ပြီးတည်ဆုံးသူဝန်ထမ်း230ကျော်ထိမြင့်တက်လာတယ်လို့သိရပါတယ်။နေပြည်တော်အလို့သမားဝင်ကြီးဌာနဝင်ကြီးရုံးပြိုကျခဲ့ရမှာအမြဲတမ်းအတွင်းဝင်ဒုဗိုလ်မှူးကြီးဟောင်းညွန်ဝင်းဒဏ်ရာရရှိကတည်ဆုံးသွားခဲ့ပြီးအလို့သမားဝင်ကြီးဌာနကဝန်ထမ်းအများအပြားလဲဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြပါတယ်။ဒါပြင်နိုင်ငံခြားရေးဝင်ကြီးဌာနကအရာရှိတချို့နဲ့ဝန်ထမ်းတွေလဲဒဏ်ရာရရှိကြောင်းအခြားဝင်ကြီးဌာနရုံးတွေမှာလဲဒဏ်ရာရရှိသူတွေနဲ့တည်ဆုံးသူတွေများပြားကြောင်း လက်ရှိမှာနေပြည်တော်မှာရှိတဲ့ဝန်ထမ်းတွေနဲ့ဝန်ထမ်းမိသားစုတွေအားလုံးလမ်းပေါ်မှာအနေထိုင်အိပ်စက်နေရကြောင်းသတင်းရရှိပါရတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဂျိုရု X-ray အရဘန်ကောက်တိုက်ပျက်စီးပုံထဲမှာ84ဦးမြင်တွေ့ရပြီးအနည်းဆုံးအဆက်ဆုံးအိမ6ဦးကိုဥစွာဖော်ထုတ်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 1ရက်နေ့မှာဘန်ကောက်ဒုတိယမြို့တော်ဝန် Miss Tawi Dhaka Movish က American စစ်တပ်ရဲ့ Jodu X-ray ဓာတ်ပုံရိုက်ကူးမှုအရစောက်လုဆဲအထက်30မြင့်စည်ရင်းစည်ယုံပြိုကျမှုတွေမှာလူသားခန္ဓာ84ဦးတွေ့ရကြောင်း အပြည့်စည်းပုံများကိုဇုံလိုက်တတ်မှတ်ကေစင်မှုအရအနည်းဆက်ဆုံးဖြစ်တဲ့ဇုံ A မှာ6ဦးပြိမိနေတာကိုတွေ့ရပြီးအမြင့်ဆုံးပေါ်ထုတ်သွားမယ်လို့ထုတ်ဖော်ပြောဆိုပါတယ်။ယင်းအပြည့်စည်းပုံကြီးထဲမှာဧပြီလ1ရက်နေ့ကလူသေးအပုပ်နံများထွက်လာခဲ့ပြီးဖြစ်တယ်လို့စပတ်အုံးမွေတကောင်လည်းထွက်လာကြောင်းကေစင်သမားများကပြောဆိုမှုရှိခဲ့ပေမဲ့လည်းမိသည့်အကြောင်းဖြင့်ဖြစ်စေအားလုံးကိုနောက်မဆုတ်တန်းကယ်ထုတ်သွားမယ်လို့ကတိပြုကြောင်းတာဝီတာကပြောကြားခဲ့ပါတယ်။ပိတ်မိနေသူတွေဟာကြောက်ချက်များစွာအထက်ထက်အောက်မှာရှိနေတဲ့အတွက်ကြောင့် မိသူအသက်ရှင်သေးသည်မိသူတည်ဆုံးသည်ဖြစ်သည်ကိုဖော်ထုတ်ပြီးမှသာအတည်ပြုပြောဆိုနိုင်မည်ဖြစ်ကြောင်းလက်တလော့အနည်းဆုံးအပျက်စီးပုံဇုံအေမ6ဦးကိုကိုရင်းကလီစာများလှုပ်ရှားမှုရှိမရှိနီးပညာဥစွာအသုံးပြုပြီးလမ်းကြောင်းရှာစိတ်ထုတ်မယ်လို့တာဝီတာကမီဒီယာများကိုရှင်းလင်းပြောဆိုခဲ့ပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မုံတိုင်းဖြစ်လာနိုင်ခြေရှိပြီးမြေကျွန်းချင်းပေါ်တက်ရောက်မှုရှိလာနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် လာမယ့်၃ရက်အတွင်းမုံတိုင်းဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့မိုးစလပညာရှင်ဦးဝင်းနိုင်ကနိုင်ငံတကာမိုးလေဝသဌာနတွေနဲ့ဂျိုရုတွေရဲ့ထုတ်ပြန်ချက်တွေကိုစောင့်ကြည့်ခန့်မှန်းပြောကြားထားပါတယ်။မြန်မာနိုင်ငံအတွက်မိုးလေဝသခန့်မှန်းချက်တွေထုတ်ပြန်ပေးနေတဲ့မိုးစလကျွမ်းကျင်သူဦးဝင်းနိုင်ကမုံတိုင်းကြောင့်မိုးရွာတွန်းလာခဲ့ရင် liquid fashion ဆိုတဲ့မြေအုပ်ရေတိုးခြင်းတက်ရောက်မှုရှိလာမှာဖြစ်ပြီးငလင်လှုပ်ထားတာကြောင့်ပြည့်ရင်းနေတဲ့မြေအနီထားတွေကြောင့်မြေကျွန်းချင်းတွေရှိလာနိုင်တယ်လို့သတိပေးထားပါတယ်။မြေအုပ်ရေတိုးလာပြီး liquefaction ဖြစ်လာရင် မြေတွေကျွန့်သွားနိုင်တယ်။ဒါကြောင့်မုန်တိုင်းဟာအရေးတကြီးစောင့်ကြည့်ရမယ့်အနေအထားဖြစ်တယ်လို့ဦးဝင်းနိုင်ကဆိုပါတယ်။မက်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်းအားပြင်းငလင်ကြောင့်မြန်မာနိုင်ငံအလဲပိုင်းတချို့မှာမြေကြီးတွေကနေရေတွေပန်းထွက်လာတာ၊နှုံးရေတွေပန်းထွက်လာတာ၊ရှန်ထွက်လာတာတွေရှိနေတာဖြစ်ပါတယ်။ဒါပြင်မုန်တိုင်းဖြစ်မဖြစ်ကိုလာမယ့်ဧပြီလ3ရက်နေ့မှာအတိအကျသိနိုင်မှာဖြစ်ပေမဲ့အဲ့ဒီအချိန်မှသတိပေးမှုပြုလုပ်မယ်ဆိုရင်နောက်ကျသွားနိုင်တာကြောင့်ကြိုတင်သတိထားနိုင်ဖို့သတိပေးနေရတာဖြစ်တယ်လို့ဦးဝင်းနိုင်ကပြောပါတယ်။လက်ရှိအခြေအနေအရ မုံတိုင်းဖြစ်လာနိုင်ခြင်းဟာ40ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းမှရှိပြီးမြို့ဝကျွန်းပေါ်ကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းအေယာဝတီတိုင်းရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းအနောက်ချမ်းဒေသတွေကိုတက်ရောက်မှုရှိလာနိုင်တယ်လို့သိရပါတယ်။သူများတွေငလင်ကြောင့်ဒုက္ခရောက်နေကြတာကြည်ပြီးမခံစားနိုင်ဘူး။အခုမုံတိုင်းဆိုပြီးဒီဘက်အေယာဝတီဘက်ကိုဗဟိုဝင်မဲ့ပညာပြောနေကြတာတော့စိတ်ပူတယ်။ငါတို့ကအနေမိုက်မြကန်းနာတွေလေးလို့မြောင်းမြဒေသခံတအူးကပြောပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ညီနောင်မဟာမိတ်၃ဘွဲ့ကငလင်နောက်ဆက်တွဲကေဇေးရေးလုပ်ငန်းများအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ရန်တလတာတစ်ဖက်သက်အပြည့်ရကြောင်းကြေညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ညီနောင်မဟာမိတ်၃ဘွဲ့ကငလင်နောက်ဆက်တွဲကေဇေးရေးလုပ်ငန်းများအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့တလတာတစ်ဖက်သက်အပြည့်ရကြောင်းယနေ့ဧပြီလ၁ရက်နေ့မှာကြေညာလိုက်ပါတယ်။နိုင်ငံအတွင်းငလင်နောက်ဆက်တွဲကေဇေးရေးလုပ်ငန်းများအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာထိုးစစ်ကိုပြုလုပ်မှာမဟုတ်ဘဲတလတာတစ်ဖက်သက်အပြည့်ရလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်လိုက်တဲ့အချိန်မှစပြီးညီနောင်မဟာမိတ်များနဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာမိမိကိုမိမိခုခံကာကွယ်တဲ့တုံ့ပြန်မှုမျိုးမှလွဲ၍မိမိတို့ဘက်မှစတင်ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်မည်မဟုတ်ဘဲဧပြီလ၁ရက်နေ့မှ30ရက်နေ့အထိတလတာတစ်ဖက်သက်အပြစ်ခတ်ရက်စဲလိုက်ကြောင်းသိရပါတယ်။မတ်လ28 29 30 30ရက်တွေမှာလှုပ်ခတ်ခဲ့တဲ့ Richter scale 9.8အဆင့်ရှိအင်းအားအလွန်ပြင်းထန်တဲ့ငလင်ကြီးတစ်ခုရဲ့နောက်ဆက်တွဲငလင်ငယ်တွေကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ပဲခူးတိုင်းနဲ့နေပြည်တော်အပအဝင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့နေရာဒေသအများပြားမှာပြည်သူလူထုများစွာရဲ့အသက်အိုးအိမ်စီးစိမ်အိမ်မွေးတိရစ္ဆာန်လူနေအိမ်တိုက်တာအဆောက်အအုံများစာတင်ကျောင်းများဆေးရုံကြီးလက်စီပီကန်ဖျားကျောင်းကန်စီဒီပထုများပလီများအပါဝင်တာသနိကအဆောက်အအုံများတံမိုးမပြတ်နိုင်တဲ့ရှေးဟောင်းရင်ကျင်းမှုအမွေနဲ့မြောက်များစွာပျက်စီးဆုံးရှုံးခဲ့ရပါတယ် ဒါအပြင်ညီနာမဟာမိတ်သုံးဘွဲ့အနေနဲ့ငလင်နောက်ဆက်တွဲအခြေအနေတွေကိုအလေးနက်ထားစောင့်ကြည့်လေ့လာပြီးနောက်ငလင်တန်တင့်မြို့တွေမှာအရေးပေါ်ကူညီကေစေရေးရှာဖွေရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိနေကြတဲ့ပြည်တွင်းပြည်ပကူညီကေစေရေးစေတနာဝန်ထမ်းများစိတ်လက်ကြီးသားစွာလုပ်ကိုင်နိုင်ကြစေရန်နဲ့ငလင်တန်တင့်ပြည်သူတွေအတွက်အရေးတကြီးနဲ့အရေးပေါ်ချက်ချင်းလိုအပ်လျက်ရှိတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေကို အမြန်ဆုံးထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့အထူးလိုလားကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမြို့အနီးကိုဗဟိုပြုပြီးယမန်နေ့ညနေပိုင်းမှာမြင်းငလင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပြီးနောက်ဆက်တွဲငလင်ငယ်များဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက် ပြည်သူတွေတတိပြုနေထိုင်ကြဖို့ NUG အစိုးရအတိပေးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့အနီးကိုဗဟိုပြုပြီးယမန်နေ့ညနေပိုင်းမှာမြေငလင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပြီးနောက်ဆက်တွဲငလင်ငယ်များဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ပြည်သူတွေတတိပြုနေထိုင်ကြဖို့ NUG အစိုးရကအတိပေးထုတ်ပြန်ထားပါတယ်။ဧပြီလ၁ရက်နေ့ညနေ6:00အချိန်ခန့်မှာမြန်မာပြည်တွင်မန္တလေးမြို့ရဲ့အနောက်မြောက်ဘက် 15ကီလိုမီတာခန့်အကွာမြေအောက်အနက်10ကီလိုမီတာကိုပဟိုပြူပြီးအင်အားရေတာစကေး9.3ညအဆင့်နဲ့အတော်အသင့်အင်အားရှိတဲ့မြင်းငလင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။သကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်များဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ငလင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုရန်များနဲ့အညီနေထိုင်ကြပါရန် NUG အစိုးရကအတိပေးပြောဆိုထားပါတယ်။ဒီနေ့ညနေပိုင်းတက်လှုပ်သွားတာပါ။ တိတိတတကိုလှုပ်သွားတယ်စက္ကန့်ပိုင်းလောက်တော့ကြာတယ်နောက်ဆက်တွင်ငလင်တွေကနေ့စဉ်နေပါကိုလှုပ်နေတာလို့ဒေတာပြည်သူတို့ကပြောဆိုပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကိုကြိုတင်သတင်းပေးပို့ထားပေမဲ့လည်းတရုတ်ချက်ချင်းဒီအသင်းရဲ့ငလင်ဘေးတင်ပြည်သူတွေထောက်ပံ့ရေးကာကိုစီကိုစစ်တပ်ကနောင်ချုံမြို့နယ်မှာပြစ်ခတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကိုကြိုတင်သတင်းပေးပို့ထားပေမဲ့တရုတ်ချက်ချင်းဒီအသင်းရဲ့ငလင်ဘေးတင်ပြည်သူတွေထောက်ပံ့ရေးကာကိုစီကိုစစ်တပ်ကနောင်ချုံမြို့နယ်မှာပြစ်ခတ်ခဲ့ကြောင်း TNL ကသတင်းထုတ်ပြန်ပါတယ် ယမန်နေ့ဧပြီလ1ရက်နေ့ည9:27မိနစ်အချိန်မှာတရုတ်နိုင်ငံချက်ချင်းဤအသင်းကမြန်မာနိုင်ငံငလင်ဘေးတင်ပြည်သူတွေအတွက်ထောက်ပံ့ရေးပစ္စည်းတွေတည်ဆောင်လာတဲ့ရင်တန်းကိုစီကိုစစ်ကောင်စီတပ်ကဆက်လက်တနက်နဲ့ပိတ်ခတ်ခဲ့ကြောင်းအဆိုပါရင်တန်းမှာမန္တလေးမြို့ကိုခရီးဆက်ရာမှာနောင်ချိုမြို့နယ်အုံမတီကြီးရွာမှာစစ်ကောင်စီတပ်ရဲ့အသင်းဆောင်ဆိုင်ပိတ်ခတ်ခြင်းကိုခံခဲ့ရကြောင်းသိရှိရပါတယ်။တရုတ်ချက်ချင်းဤအသင်းရဲ့အကူအညီပေးရေးရင်တန်းဟာမန္တလေးမြို့ကိုခရီးဆက်သွားမည်ဖြစ်ကြောင်းကိုလည်း စစ်ကောင်စီထံတရင်ပေးပို့ခဲ့ပြီးဖြစ်ပေမဲ့ယခုကဲ့သို့လမ်းခရီးမှာပြစ်ခတ်ခံခဲ့ရပြီးနောင်ချိုမြို့ကိုပြန်လည်ဆုတ်ခွာလာရကြောင်းသိရှိရပါတယ်။တရုတ်နိုင်ငံကြက်ချင်းဒီအသင်းရဲ့မြန်မာနိုင်ငံငလင်ဘေးတင်ပြည်သူတွေအတွက်ထောက်ပံ့ရေးပစ္စည်းများတည်ဆောင်လာတဲ့ရင်နံကို TNL ကကာကွယ်စောင့်ရှောက်ပေးထားပြီး၎င်းတို့လိုရာခရီးကိုဆက်လက်ပို့ဆောင်သွားမယ်လို့ TNL ကထုတ်ပြန်ကြေညာပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အင်းလေးဒေတာမှငလင်တန်းကြောင့်လူဦးရေတရာကျော်တည်ဆုံးပြီးနေအိမ်ထောင်နဲ့ချီပျက်စီးကအရေးပေါ်အကူအညီများလိုအပ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှက်ပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသမှာငလင်တန်းကြောင့်လူဦးရေ၁၀၀ကျော်သေဆုံးပြီးလူနေအိမ်ထောင်နဲ့ကြီးပျက်စီးကအရေးပေါ်ကူညီများလိုအပ်နေကြောင်းဒေသပြည်သူများကပြောကြားပါတယ်။မတ်လ28ရက်နေ့မွန်လယ်12:52မိနစ်အချိန်မှာလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြောင့်ညောင်ရွှေမြို့နယ်အင်းလေးဒေသမှာရှိတဲ့အိုင်ကြီးထောင်ကြီးရွာ၊ကြေးစာကုန်းကြီးရွာ၊ကေလာကြီးရွာ၊ဇေယကြီးကြီးရွာနဲ့ပေပင်အင်းကြီးရွာအပါအဝင်ကြီးရွာများတို့မှလူဦးရေ၁၀၀ကျော်သေဆုံးပြီးလူနေအိမ်ထောင်နဲ့ကြီးပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။အင်းလေးဒေသကရွာတွေဘက်မှာထိခိုက်ပျက်စီးမှုများပြားပါတယ်။ အခုထိနေအိမ်တွေမှာလူတွေမနေရဲကြသေးပါဘူး။ကေလာကြီးရွာဆိုရင်အင်ဂျီ၈၀၀ကျော်နဲ့ဇီယကြီးကြီးရွာဆိုရင်အင်ဂျီ၁၀၀ကျော်ပျက်စီးပါတယ်။စုစုပေါင်းတည်ဆုံးသူလူဦးရေက၁၀၀ကျော်ပါလို့ဒေတာနေပြည်သူတို့ကပြောဆိုပါတယ်။ဒေတာနေပြည်သူများအနေနဲ့ညောင်ရွှေမြို့ဖရဲကုန်းစတဲ့နေရာတွေမှာစုပြုံနေထိုင်နေကြရပြီးအရေးပေါ်အကူအညီများလိုအပ်လျက်ရှိကြောင်းငလင်ကြောင့်လျှက်စစ်မိတိုင်များလည်းကြိုးကြပျက်စီးခဲ့ရကြောင်းသိရှိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့တရင်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ